episode 2လေးရဲ့အစမှာပဲဝဲဟာသမီးကားတွေကိုစိတ်ဝင်တစားနဲ့ကြည့်နေပါတယ်။ချီရောကသူ့ကိုခဏလောက်ကူညီပါအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်။စော်လေးကလည်းတောင်းပန်ပါတယ်။ဇလန်ကလည်းနဲ့ကြည့်လို့ကောင်းစားလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားစေးဖောင်နေကြပါတယ်။စော်လေးကဒီနေ့တော့ဘလို့စိတ်မနေစမ်းသပ်မှလဲဆိုပြီးတော့ချီရောမေးလိုက်ပါတယ်။ချီရောကတော့မစင်းစားသေးကြောင်းနဲ့ဘာပဲဖြစ်ဖြစ်ပြန်လဲတက်ရှင်နိုင်မလားမရှင်နိုင်မလားဆိုတော့လည်းမသိသေးဘူး။စာအုပ်ရဲ့အစရေးတာရဲ့ပိုင်းလည်းဖတ်လို့မရဘူးဖြစ်နေဆိုပြီးတော့ပြောလိုက်ပါတယ်။စော်လေးကဒါဆိုဘာပုံဘလို့လောက်မှလဲဆိုပြီးတော့မေးလိုက်ပါတယ်။ ခြိတော့တော့မြေမြုပ်ပေးပြလိုက်တာပဲကောင်းမဲ့ထင်တယ်ဒါမှမဟုတ်မင်းရချက်စာမလို့လားဆိုပြီးတော့စားလိုက်ပါသေးရဲ့ဆိုလေးကလည်းစားတာမသိဖြစ်နေပြီးတော့အဲ့လိုမျိုးကြီးဘာကြောင့်တွေးရလဲသူကဘာပုံမှာအဲ့လိုမျိုးမလုံနိုင်ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ခြိတော့ဒီလောက်စိတ်ပင်နေအများကြီးသုံးနေရတော့မှမှန်နေမှာမရှိဘူးထင်တယ်ဆိုပြီးတော့ပြောနေပါတယ်နာခင်းချက်သေးပြီးဘာညာတောင်ကြားနှင်းမယ်တင်းရှင်းကိုတရုတ်ဈေးတင်းနဲ့နောက်ထပ်ဘာပဲပါပါလိုက်ဆိုပြီးတော့ခြိတော့ရေချက်နေပါတယ်ဆိုလေးကလည်းခဏလောက်ဆောင်ပြီးပါ ခုမှသွားယူပေးပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ခြေကတော့ဘာသာယူမှလည်းမေးလိုက်ပေးမယ်လို့စော်လေးကတော့မကြားတော့ပါဘူး။သူနဲ့ရဟရဲ့တိတ်ကိုပြန်ပြနေပြီးတော့စေကံမလေးရတခင်မလေးအခုယုံလေးရတခင်မလေးနဲ့ကစားချင်းနေရထင်တယ်ဆိုပြီးတော့ပြောနေပါတယ်။ရဟယုံယုံလေးစီကိုလမ်းလျှောက်သွားနေတော့မှပဲချေချော်ပြီးတော့လဲသွားပါတယ်။ဒါမှမဟုတ်အဲ့ရမလေးကြောင့်ပဲသူမအဖေကစေကံမလေးကိုလှုပ်ထုတ်ပြစ်လိုက်ပါလား။နောက်တော့သူမဥယျာဉ်ထဲမှာကလားနေအောင်ကြောင်လေးတစ်ခါကိုတွေးလိုက်ပါပဲ။ကြောင်လေးကိုပုတ်သက်ပေးနေတော့မှပဲသူမဖေကမြင်သွားပါတော့ရဲ့ သူမဖေကဘာလောက်လိုက်လဲတော့မသိပေမဲ့ကြောင်လေးရတော့နောက်ကဘယ်တော့မှပြန်မလာတော့ပါဘူးဒီနေ့တော့ဓပုံရိုက်မယ်နော်မျိုးလုံးလေးကိုဖွင့်ပြီးတော့ပြုံးပြုံးလေးနေဆိုပြီးတော့သူမဖေကပြောနေပါတယ်သူမရရောက်တဲ့အချိန်မိုးနေ့ရောက်တိုင်းသူမဖေကဓပုံကြီးရိုက်နေပါဘူးသူမရေရောက်တဲ့ထီဓာရီကိုပုံမှန်ပုံမှန်သိပေမဲ့သူမအဖေတို့ဘာမှမပြောရခဲ့ပါဘူး။ဓာရီတို့တော့သူမရဲ့နေထွေးဖြစ်တယ်လို့လည်းသိနေပါရဲ့ သူမှကြောင်းသွားရင်တောင်မှသူမဖေရဲ့လောက်ခံနေရအများတန်းစောင့်ကြည့်နေပါပဲ။ဘယ်ချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်စောင့်ကြည့်နေရပါ။ဒီနေ့မှာတော့သူမတငယ်ချင်းတယောက်ရားလိုက်ရတယ်။ငယ်ချင်းဖြစ်သူကရဲဟာကိုသူမအိမ်ကိုလဲခေါ်သွားပါရဲ့။တငယ်ချင်းဖြစ်သူကရဲဟာကသူမအကြောင်းလေးကိုပြောပြလိုက်ပါရဲ့။တငယ်ချင်းဖြစ်သူကလည်းကိုမလို့ချင်တဲ့အရာကိုမလို့ချင်ဘူးပြောလိုက်တဲ့အကြောင်းနဲ့သူမလည်းသူမအဖေနဲ့ခေါ်လိုက်ကြရင်ရန်ဖြစ်ပေမဲ့လည်းတားဖချင်းတော့အဆင်ပြေပါရဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဘူးလက်ရှိခြေနေကိုပြထားပြီးတော့ကြာနေရဲဟာကိုလည်းခြေတွေကလမ်းပြောင်းနေတာထင်းနေအနေများလာတယ်ကောင်လှုပ်လောက်ပါဦးဆိုပြီးတော့မြင်မှတ်ကိုထွက်ကြည့်လိုက်တဲ့ချိန်မှာပဲကောင်ဆောင်ဘော်ကိုတွေ့တဲ့နေရဲဟာကိုမြင်တော့ပါတယ်ဒီလိုနဲ့ပြုတ်ကြတော့မဲ့ဝဲဟာကိုခြေတွေကလမ်းဆွဲထားလိုက်ပြီးတော့ခြေတွေကတော့သခင်မလေးတွေကတော့လေထင်းလုံနေပြီထင်းတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်စော်လေးကအစကမယိုင်းနိုင်တော့တမဒီတောင်လောက်ကတော့တတ်နိုင်ပါရင်သူပြီးတော့ပြောနေပါတယ်ဒီလိုနဲ့ခြေတွေကနင်းမြောက်လားအဲ့လိုတက်လာလေးမမကြောက်ဘူးလားဆိုပြီးတော့ဝဲဟာကိုစွန့်နေပါတယ် စော်လေးကလည်းဒီမှာဒေသရင်တော်မှာခြိတော်အသက်ပြန်သွင်းပေးမှမလို့မကြောက်ပါဘူးသူပြောပြောလိုက်ပြောလဲခြိတော်လည်းသူအခုချိန်ကြီးဘာပုံတော်သက်သွင်းနိုင်လေရမို့ဟုဟောင်မြင်သွားရင်တော်မှာငါမင်းကိုသက်သွင်းပေးမယ်ဆိုပြီးတော့ပြောမထားဘူးပါဘူးပြောပြီးပြောလိုက်ပါပဲစော်လေးကလည်းဒါဆိုအခုပြောမယ်ဆိုပြီးတော့ကျေးဇူးပြုပြီးတော့သက်သွင်းပေးပါဆိုပြီးတော့ခြိတော်ပြောလိုက်ပါဒီလိုနဲ့တိတ်ကိုပြန်ပြထားပြီးတော့ခုနကဒီမတ်တငယ်ချင်းပြောသလို"ဒီမတ်ဖေကို၊ဒီမတ်မွေးနေ့ရောက်တိုင်းဝတ်ပလောင်နဲ့ဓပုံနဲ့မရိုက်ပါနဲ့"တော့ဒီမတ်ဒီရာတွေမကြိုက်ဘူးဆိုပြီးတော့ဒီမတ်ဖေကိုပြောလိုက်ပါရဲ့ ဒီမှာဖေဆိုပဲလူရလဲသားသမီးတွေရရောက်တော့မှတ်တမ်းနေတာမိဘတွေရလုပ်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဘာမှလည်းဒါပုံမှန်မဟုတ်ဘူးသားသမီးနဲ့မိဘကြောင့်ပုံမှန်စသက်ရမဟုတ်ဘူးဆိုပြီးတော့ရဲဟာပြောလိုက်ပါတယ်။ရဲဟာရဲ့ဖေကတော့ရဲဟာကိုမင်းကိုတယောက်ယောက်ကတခုပြောလိုက်လို့လားဆိုပြီးတော့မေးလိုက်ပါတယ်။ရဲဟာတော့ဒါတွေကိုအလုံးသိသွားတဲ့နောက်မှထူးဆန်းတယ်လို့ထင်ကြမှာပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အမရဲ့ဖေကတော့ရဲဟာမင်းနားမလည်နိုင်သေးဘူး။နားလည်နိုင်သေးမှလည်းမဟုတ်သေးဘူး။အဘဘမှာအမှန်ကန်ဆုံးຢာတခုပဲရှိရဲ။အဲ့ဒါငါရဲ့ချစ်တွေကမင်းပေါ်မှာမြဲရန်ရှိနေရပဲဆိုပြီးတော့ပြောလိုက်ရတယ်။ ဒီလိုနဲ့ပဲဟာရီတငယ်ချင်းရဲ့အဖေကလှုပ်ထုတ်ကန်လိုက်ရပြီးတော့ငယ်ချင်းဖြစ်သူကလည်းကြောင်းမြားတော့မှာပါငယ်ချင်းဖြစ်သူကြောင်းမြားတော့မှာရဲဟာတည်သွားပြီးတော့တမရဲ့အဖေပျော်ကမကင်းတာကြောင့်ငယ်ချင်းဖြစ်သူကိုသွားတောင်းပန်လိုက်ပါတယ်ငယ်ချင်းဖြစ်သူကလည်းထင်လဲသွားပြီးတော့အစကနေကနင်းနဲ့ငါငယ်ချင်းမဖြစ်ခင်ကောင်းမယ်ဆိုပြီးတော့ပြောပြီးတော့ထွက်သွားပါတော့တယ်ရဲဟာရဲ့မွေးနေ့မှာတော့ရဲဟာကိုတမရဲ့အဖေကတပ်ပုံရိုက်ဖို့လုပ်နေပါတယ်သူ့ရဲ့ချစ်တွေကကဘာပေါ်မှာဘယ်သူနဲ့မှမတူညီကြဘူးဒါပေမဲ့ရဲဟာနားလည်နိုင်သေးမှမဟုတ်ဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ် မင်းတော့မရချင်ဘူးဆိုရင်ထပ်ပြီးတော့နောက်တစ်တယောက်နာကျင်ရလိမ့်မယ်ဆိုပြီးတော့ဝဲဟာကိုပြောလိုက်ပါတယ်ဝဲဟာလည်းဒီမအဖေချောင်းသိနေတာကြောင့်ဝိတ္တရိုလ်ချုပ်ပြီးတော့အသာတကြီးပဲဓပုံရိုက်ခံလိုက်ရပါတယ်အခုလက်ရှိချိန်တွေကိုတော့ပြထားပြီးတော့ဝဲဟာကတော့ဒီမ6လကံပန်းတွေကိုယူလာဖြစ်ပြီးတော့ဒီပင်ကစိတ်ရှိရဆိုတော့ဒီမအဖေပြောပြထားဖြစ်ပြီးတော့ဒီမတို့မိသားစုကလည်းဒီ6လကံပန်းကိုကိုစားပြီကဖြစ်ကြောင်းချီလိုပြောပြလိုက်ပါတယ်ဒါမှလည်းချီတို့ဖို့ကဒီပန်းတွေကိုမြန်ဆန်းနေဖြစ်ကြောင်းချီတို့ပြောပြလိုက်ပါတယ်ဝဲဟာကလည်းလူပမှုတည်းရထင်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ် ဒါမဲ့ဒီနေ့တော့ဒီ6လကံပန်းနဲ့စမ်းသပ်ပေးပါဆိုပြီးတော့ပဲဟာပြောလိုက်ပါရဲ့ခြေတော်လည်း6လကံပန်းနဲ့ save for ပြီးတော့ဘာပုံတိုက်လိုက်ပါရဲ့အစားပိုင်းမှာတော့ဘာမှမတူးကြခဲ့ပါဘူးဒီလိုနဲ့ရဲဟာကိုအိမ်မြန်လိုက်ဖို့ပြီးတော့ခြေတော်ဖះเจ้าကိုပြန်လာခဲ့ပါရဲ့ဖះเจ้าမှာတော့ရန်ကုန်ချန်ရောက်နေပြီးတော့ခြေတော် DVD ပြန်ပေးဖို့လာခဲ့တာဖြစ်ပြီးတော့ခြေတော်မရှိရနဲ့ခြေတော်ရေချိုးကန်းထဲမှာရေချိုးနေတာပြန်ကြောင်းနေဒီညနောက်ကျနေပြီးတော့ဘယ်သွားနေရလဲဆိုပြီးတော့ခြေတော်မေးလိုက်ပါပဲခြေတော်ကတော့သူစေးပုံနေရကိုရန်ကုန်ကျေးမြေမှာဆိုလို့ရှောက်ပြောနေရပါပဲ ဒီလိုနဲ့ရန်ကိုကချီရိုနင်းနင်းညီမပြောတော့နင်းကဘာပုံစွဲအကြောင်းတွေသိပြီးခဏကညာတိုင်းညာပြင်ထွက်နေရတယ်ဒီရေခဲထဲတဲ့ဘူးနဲ့လေးဆိုပြီးတော့ချီရိုမေးလိုက်ပါတယ်ချီရိုကတော့အတားမြေပေးပေါင်ပေါ်မှာတင်ထားတွေ့လို့ယူလာဆိုပြီးတော့လိန်လိုက်ပါတယ်ဒါဖြင့်လည်းငါဖွင့်ချိန်မယ်ဆိုပြီးတော့ရန်ကိုကရေခဲထဲတဲ့ဘူးကိုဖွင့်ချိန်လိုက်တဲ့ချိန်မှာပဲဘာပုံကအသက်ရှင်နေပြီးတော့အပြင်ကိုပြေးထွက်သွားပါတော့တယ်ချီရိုလည်းသူ့အောင်မြင်မှုကတိလိုက်ရပြီးတော့အလွန်အံ့ဩသွားပါတယ်